ရှားလုံထဲကကြောက်ပုံဦးမြအိချက်ကချက်ဆိုင်ချက်ဖက်နဲ့လာရင်တားလီဆုပ်ကခွနေတော့ကြောင့်လမ်းလေးကလည်းတားနေတော့လောင်းကြီးကအပေါ်ကြီးလေးဖြစ်နေတာပေါ့ကြောက်ပုံဦးမြအိချက်ဟာဒီရကုန်းရွာကဘာကြီးကျော်ခံမှန်းတလို့အလိမ်မှာအမွေးမကျွပဲခြောက်ပွဲတိတိနံယူထားတဲ့ချက်ကျော်ဖြစ်တဲ့အကြောင်းစကားသံတွေထွက်လာတယ်အားလုံးပဲမင်္ဂလာပါယခုကျွန်တော်ပြောပြပေးမှာကတော့ဒီရကုန်းရွာမှာနမည်ကြီးခဲ့တဲ့ဟူစိန်ဆိုတဲ့ချက်ဖက်ကြီးအကြောင်းကိုကျွန်တော်ကပြန်လည်ပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ် ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်း like လေးနှိပ်ပြီး channel လေးကို subscribe မနှိပ်ရသေးရင် subscribe လေးနှိပ်ပြီးဘေးကနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မေတ္တာရပ်ခံပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ဟူစိန်ဆိုတဲ့ကျက်ဖတ်ရေးအကြောင်းကိုဆက်လိုက်ကြရအောင်။ကျွန်တော်အသက်နှစ်အမြအဟူစိန်ခုတ်ကွက်ခွလန်းခွမှုတွေပထမအချိန်တွေ့ပြီးတဲ့ကယနေ့အချိန်ထိနောက်ထပ်တစ်ချိန်မတွေ့ရတာကြာပါပြီ။ကျွန်တော်ဘဝမှာကျက်မိုက်ဆိုရင်ဟူစိန်လိုပြည်ပြင်းခွတ်တတ်တဲ့ကျက်မိုက်ပဲပိုင်ဆိုင်ခြင်းမိပါတယ်။ ။ဟူစိန်ကအမိုက်ဆိုတော့တက်တိဆိုတာကတော့တိုက်ချက်သကောင်းမှမရှိမဖြစ်ရှိကိုရှိရမယ်ရေချင်းတွေမျိုးရိုးပြီးစားနဲ့တက်တိကတော့ပြောတရားမရှိပါဘူး။ဟူစိန်ခုတ်ကွက်ဘလို့ခွချင်တာလဲဆိုတော့ဟူစိန်ကခြေပါဝါကောင်းတကယ်နေရာပြီးပွဲဖြေကိုပြောင်းလဲပေးနိုင်မဲ့နှာမြောင်းဇက်မျက်လုံးနှက်သွင်းအုပ်ဆက်တွေကိုခွလိရှိတယ် ရေထဲမိုးထဲမှာသူအခုခံရရင် ပြန်မှန်လိုက်တဲ့ခုတ်လုံးသားရံငုံနဲ့အမာတင်ခွတ်တာကိုကပွဲအဖြေကိုပြောင်းလဲနိုင်လို့ဟူစိန်ဆိုပြီးတော့ပို့ပြီးတော့နာမည်ကြီးစေခဲ့တယ်။ဦးဝင်းတင်ကျက်ဟူစိန်ဆိုတဲ့နာမည်ကိုကြောက်ပုံဦးမြရေးကျက်နဲ့တိုက်တဲ့ပွဲမှာကြောက်ပန်းသားတွေကနာမည်ပေးခဲ့တာပါ။ဟူစိန်ကအကျက်မဲကျက်မှန်ခြေစိုးပါတဲ့အတွက်မိုးထဲရေထဲအောက်ကြီးရောက်နေလဲစိတ်မပူရပါဘူး။ကျက်ရည်နှိမ့်လေးလဲစိတ်မပူရတဲ့ကျက်မျိုးဖြစ်တယ်။ ကတ်ခွလိုက်တဲ့အခါတိုင်းနိုင်လောက်အောင်ခွန်နိုင်တဲ့ခြေပိုင်ပါတဲ့ဂျံမျိုးပါဟူစိန်ကျက်ရှင်ဦးဝင်းတင်းကတော့ဟူစိန်ကို6ပွဲတိတိတိုက်ခဲ့လေရာ ရှုံးပွဲကိုမရှိခဲ့ပါဘူးကျက်ပေါဘိုးကရွာနားဝိုင်း၃ဝိုင်းတိုက်ခဲ့လေရာ ထို၃ပွဲမှာညောင်တူအနောက်ရွာကိုမာမှုကျက်တဲ့တဝိုင်းညောင်သားရွာဦးမြင့်ဆွေကျက်တဲ့တဝိုင်းဈေးကုံရဥစိန်ကျက်နဲ့တဝိုင်းကျက်ပေါဘွားမှာဟူစိန်၃ဝန်းနိုင်ထားလိုက်တယ်။အဲ့ဒီနိုင်ထားတဲ့၃ဘွဲကိုတော့ကျွန်တော်မပြောပြတော့ပါဘူး။ မွေထိုးပြီးပြန်စီကျွတ်ထုတ်ပြီးမှအကြောက်ပုံဥမြရေးချက်နဲ့တဝိုင်းဆလီချက်နဲ့တဝိုင်းကြောင်သူဥဆိုးဦးဇရက်ပြန်ချက်နဲ့တဝိုင်းဟူစိန်ကအစုစုပေါင်း6ဝိုင်းတိုက်6ပွဲစလုံးနိုင်ခဲ့ပါတယ်ကျပဘွားသုံးပွဲနိုင်သာပြီးတမွေးသူပြန်စီချွတ်ရမယ့်အချိန်ရောက်တော့ပထမဦးဆုံးကျွတ်ထုတ်တရားကြံ့မရှိ၍ညောင်တို့အနောက်ရွာတောင်ပြားကဥကလယ်ဘူးအိမ်က တပိဒါ60တန်းရှိတဲ့စစ်တကောင်းချက်ကြီးနဲ့ပထမဦးဆုံးပြန်စီချွတ်ထုတ်ခဲ့တယ်။ နောက်ထပ်လက်ပံဖျားကအချက်အဝဲကိုတျိုကြီးချင်းနဲ့ကကျက်ဖနှစ်ကောင်စုစုပေါင်းပြန်စီကျွတ်ထုတ်ခဲ့ခြင်းကျက်ဖသုံးကောင်ကုန်အောင်ချလိုက်ရတယ်။ဒီလိုနဲ့ရပ်ပစီးတဲ့အခါမှာတော့တရကုံးရကျက်ရှင်ဦးဝင်းတင်ကဦးစိန်လေးပွဲမြောက်ကျပုံဦးမြကြီးကျက်နဲ့တိုက်ဖြစ်ခဲ့တယ်။မနက်ဖြန်ဦးစိန်ဝိုင်းစင်းတိုက်ဖို့စီစဉ်နေရာဦးဝင်းတင်ရဲ့အသားသမီးစာမွေးပွဲဖြေဆိုသည့်နောက်ဆုံးရက်လည်းဖြစ်တော့ဦးဝင်းတင်ကျက်ဝိုင်းမလိုက်ဖြစ်ခဲ့ပါဘူး။ နောင်နေ့မနက်စောစောဦးဝင်းတင်ကဦးမြင့်သေးကိုမြင့်လွေနဲ့ဘာသာအောင်တို့ကိုတိုက်မှဆူတိုက်မိတုမချက်ကိုမငားနဲ့အကင်မခံနဲ့ဟုပြောပြီးလရင်9000 9000ချက်ဦးမြင့်သေးကိုပေးကတေးချမှကြားနေတယ်။ဒီလိုနဲ့ပဲဘာကြီးခွေးညိုဘာကြီးကျော်နဲ့ဦးချင်းညွန့်ဦးဆောင်ပြီးကြံဝိုင်းလိုက်သွားပြီးပါဟုချက်ချင်းဦးဝင်းတင်ကအခုညီတောင်းလိုက်တယ်။အဲ့ဒီနေ့ကကြံဝိုင်းမှာဟူစိန်ဝိတန်းကတပိတ္တာ90တန်းဆိုတော့လူတိုင်းကြကြမပွေနိုင်ပါဘူး။ အဲဒါကြောင့်ဈေးကုန်းရွာမှာဈေးတန်းကမဝါထံကနေဈေးချင်းကိုငှားပြီးတော့ဥမြင့်သေးဥမြင့်လွင်အလဲကျအချက်ချင်းကိုကင်နေရတယ်။ကြဝမ်းရောက်တော့ကြပုံဥမြကြီးချက်နဲ့ချက်ကက်ကြရာဘာကြီးကျော်ကဥချင်းညွန့်နဲ့ကိုဝင်းဆိုကိုမြင့်လွင်အားကြပုံဥမြကြီးချက်ကြည့်ရတာအမွှေးမကျွတ်ဘူး။အမီးပိုင်းကလည်းရှည်ပြီးအနောက်ထောက်လေးပဲပွင့်ရရှိတယ်။အတက်ကလည်းချွတ်မြနေတယ်ဟုတေရကုန်းရွာရဲ့ကျတမကြီးဘာကြီးကျော်ကပြောလိုက်တယ်။ ်ငါတို့ချက်ဦးစိန်ကကြက်မိုက်ခြေစိုးကြောက်ပုံဦးမြအေးချက်ကလိန်မာချက်ဖြစ်လိမ့်မယ်အဲ့ဒါကြောင့်ငါတို့တေးချစဉ်းစားတိုက်စီခြင်းနဲ့ချက်ရှင်ဦးဝင်းတင်းကလည်းမပါတော့ကြောင့်ဘာကြီးကျော်ကချက်ရိတ်ချက်ကဲမကြကနအကဲခတ်ကြည့်နေလေတယ်ဒီလိုနဲ့ပဲကြောက်ပုံဦးမြအေးချက်နဲ့တရကုံးရွာရဲ့ဦးဝင်းတင်းအချက်ဦးစိန်တို့ချက်ကတ်တာအဆင်ပြေသွားကြတယ်ဒီလိုနဲ့ပဲချက်ကတာအဆင်ပြေသွားကြပြီးချက်ရှင်ဦးမြအေးကဖက်ဒရယ်ကြီးတိုက်မယ်ဆိုပြီးဗာကြီးကျော်တို့အဖွဲ့ကိုစိန်ခေါ်လိုက်တယ်။ တရကုန်းရွာဟူစိန်ဘက်ကအကြီးက9000 9000ခန့်တာရှိ၍ကြီးမမီတော့ကြောင့်ကြောက်ပန်းသာအဆိုင်က4000 4000ဖြည့်ကတသိန်း3000ကြီးပွဲဖြစ်သွားတယ်။ကြောက်ပုံဦးမြအေးကသူ့ကျက်တိုက်တာလရင်နေသွားတော့ကြောင့်လက်ဖျားဆွဲရင်ဝိုင်းပြင်ဘက်မှာပစိုးခင်းပြီး ထွက်သည်မြလက်ဖျားအကုန်ကြီးသူ့အကုန်ယူမယ်တာဝန်ယူရဲဆိုပြီးဝိုင်းတိုင်ကပြောထားလေတယ်။ အဲ့ဒါနဲ့ပဲကျန်တကောင်စားလို့ဖြစ်တယ်။စားလို့တဲ့ကကြောက်ပုံအမြဲချက်ကချက်ဆိုင်ချက်ဖက်နဲ့လာရင်တားလီစုပ်ကခုနေတော့ကြောင့်လမ်းလီကလည်းတားနေတော့လောင်းကြီးကအပေါ်ကြီးလေးဖြစ်နေတာပေါ့။ကြောက်ပုံအမြဲချက်ဟာဒီရကုန်းရွာကဘာကြီးကျော်ခမန်းတလို့အလိမ်မှာအမွေးမကျွပဲခြောက်ပွဲတိတိနံယူထားတဲ့ချက်ကျော်ဖြစ်တဲ့ကြောင်စကားတန်တွေထွက်လာတယ်။9မိနစ်အကျော်လောက်မှဒီရကုန်းရွာဦးဝင်းတင်ချက်ဦးစိန်ကအချောက်ပုံဦးမြအိချက်ကိုဖျက်ချိန်နေဆက်ချိန်နေမပြီးပဲအတင်းဝင်အတင်းဆွဲ ွေးဆွဲသလိုဆွဲခွက်တာဥမြအိတ်ချက်အလိမ္မာလေးရှော့ပြေးရှောင်ပြေးရင်အပိတ်ကအဆိုင်မှမလုံတော့လို့ခေါင်းပေါ်ကခဏခဏအကြော်ခံလိုက်တာဟူစိန်က10မိနစ်အတွင်းကြောက်ပုံဥမြအိတ်ချက်ကိုအချင်းခွက်လိုက်တာကြောက်ပုံဥမြအိတ်ချက်မျိုးလုံးစုံကန်းကအရှုံးပေးလိုက်ရပါတော့တယ်ထိုပွဲမှာဒီရကုန်းရွာဟူစိန်10မိနစ်နဲ့အမြန်ဆုံးနိုင်ပြီးပွဲဖြစ်လာတယ်ဦးမြေကိုယ်တိုင်မယုံနိုင်အောင်လရင်နည်းနည်းပဲလှုပ်လိုက်မိတာကံကောင်းတယ်ဟုပြောနေတယ် ချက်ဝိုင်းကအပြန်ဒီရကုန်းရွာပြန်ရောက်ဦးမြင့်သေးကဦးဝင်းတင့်ကိုချောက်ပုံဦးမြအေးချက်ကို10မိနစ်အတွင်းမျက်လုံးစုံကန်းအောင်ခုတ်ပြီးနိုင်လာတယ်ဟုဝန်သာအားရတဲ့ပုံနဲ့ပြောပြနေတယ်။ဦးဝင်းတင့်ကမောင်မြင့်သေးဟုတ်ရဲ့လားဟာနိုင်လာက ဟုတ်လို့လားသူ့ချက်ဦးစိန်ကိုချီတော့လဲခွင့်ရမရှိတော့အံ့ဩနေတယ်။ဒီလိုနဲ့ပဲဥမြင့်သေးကလက်ရင်းမွေဘလောက်ကြက်ကောက်ကဘလောက်သူရဲ့တလုံးထောက်ကြောင်ကြောက်ပုံအမြဲကထွက်တဲ့လောက်ကြီးတိုက်ချင်တာအခုတော့သူရှုံးတက်တာသွားတဲ့အကြောင်းတွေကိုပြန်ပြီးတော့ပြောပြနေတယ်။ အဲဒါကြောင့်ပဲကြောက်ပုံဥမြအကျန်းနဲ့တိုက်စင်ဟူစိန်ဟုကြောက်ပန်းဆောင်သားများကနာမည်ပေးခဲ့လိုက်ကြတယ်။နောက်နှစ်ဘက်ခန့်အကြာမှာဦးဝင်းတင်ဟာတောင်ကြီးမြို့ကအတူမစီအလေတော်အပြင်လက်ဖန်ပြဘားလိုက်သမင်းဆိုင်မှာကားရက်ပြီးသမင်းစားကြရာဦးဝင်းတင်ထိုင်ရာစပွဲသို့မာနာမမာသည်ဘူးဟင်းတွေကအစုံလာချတယ်။အဲတော့ဦးဝင်းတင်ကငါဘာမှမမာသည်ဘူးနော်ကောင်းလေဟင်းတွေဘာလို့ချတာလဲဟုမေးလိုက်ရာ ကူးကြရစားပါကျွန်တော်ကဒီဆိုင်ရှင်ရဲ့တားပါဆိုပြီးကိုကျော်ကျော်ထုံးကပြောလိုက်တယ်။ဒါနဲ့ဦးကဒီရကုန်းရွာကဟူစိန်ကျက်ရှင်ဦးဝင်းတင်မှလာဦးကိုကျွန်တော်သိတယ်။ကျွန်တော်ကြောက်ပုံဦးမြအေးကျက်တဲ့အတိုင်တုံးကကျွန်တော်ကြည့်ပြီးဦးကျက်အတားအကောင်းတာဦးကျက်ကိုကျွန်တော်ဝယ်လဲဦးကရောင်းမှမဟုတ်ဘူးမှလား။နောက်တခါဦးကျက်ဦးစိန်တိုက်ဖြစ်ရင်ကျွန်တော်ကိုခေါ်ပါဆိုပြီးသမင်းတွေကျွေးပြီးအိမ်ပြန်ပါစင်လက်ဖန်ပြချက်ကြော်တွေပြီးလိုက်သေးတယ်။ ဦးဝင်းတင်းကထိုးပွဲသူမလိုက်ပေမဲ့အရင်ရက်တွေတုန်းကဟူစိန်ကြက်ရှင်ဆိုတာကိုကျော်ရောထုံးကဦးဝင်းတင်းကိုမြင်မှုနေလို့ဖြစ်မဲ့တင်တယ်။ထိုအကြောင်းအရာကိုဦးဝင်းတင်းကတဆင့်ကျွန်တော်ကိုပြန်ပြောပြခဲ့လို့သိခဲ့ရပါတယ်။ဒါနဲ့ကျွန်တော်ဦးဝင်းတင်းချက်တိုက်တာအောင်မြင်ရခြင်းအကြောင်းအနည်းငယ်ပြောပြပါမယ်။ဦးဝင်းတင်းကကြက်မွေးတာရောချက်တိုက်တာရောစိတ်ရှိတယ်ချက်တိုက်ရင်ပွဲဖြစ်ရင်ပြီးရောရမ်းတိုက်လို့မရှိဘူး။တစ်နှစ်ကိုသုံးပွဲသက်ပိုတိုက်လို့မရှိဘူး။ ရက်အခြေအနေပေါ်မူတည်ပြီးလေးပွဲအများဆုံးတိုက်လိရှိတယ်။ဥဝင်တင်းကအချက်တွေကိုတမာအတိုင်းလွှတ်ထားပြီးမနက်ခင်းတစ်ချိန်ညနေတစ်ချိန်တရက်နှစ်ချိန်သာအစာကျွေးပါတယ်။ခွက်လက်ပုတ်ဖို့ရွယ်ရောက်မှသာအသက်ခွာပြီးခြေစည်းဆောင်ဖောင်းကွဲနေမှခွက်လက်ပုတ်လိရှိတယ်။ကျက်တကောင်ခွက်လက်ပုတ်မယ်ဆိုရင် ကိုယ့်ရဲ့အိမ်ကကျမသည်အကုန်တိုင်းမှခွက်လက်ပုတ်တာအကောင်းဆုံးပါ ပြီးတော့ရင်လည်းချက်ကိုလူရင်စီရန်ကျူးတုံးရထောက်ပြီးအုပ်ချင်းနဲ့လူရင်ပအောင်မွေးလိရှိတယ်။ဦးဝင်းတင်းကသူဖောက်ထားတဲ့ချက်တွေအကယ်၍တားခွဲအရွယ်ပဲဖြစ်ဖြစ်ခုနလာသားအရွယ်ရှစ်လာသားအရွယ်ပဲဖြစ်ဖြစ်အမွေလူနေရင်အဲ့ဒီနေ့မနဲ့ရာခင်းလေထုံသွားတာနောက်ကြပြီမှတ်ပါ။ဒါမှမဟုတ်အဲ့ဒီနေ့တောင်းရအလုပ်မလုပ်တော့ပါဘူး။အိမ်မှာချက်ပွဲကိုထိုင်ကြည့်ကနေ့လယ်မှအတန်သူအလုပ်ထွက်လုပ်လိရှိတယ်။ တောင်သူကြီးဆိုတော့လေအချိန်ပြည့်ချက်ကိုဂယုမဆိုင်နိုင်တော့အခါချက်ပြပြင်းချင်းလက်သားထည့်ချင်းကိုညမှသာဦးမြကြိုင်အိမ်မှာထိုင်းတောင်ရင်ချက်ရေကင်လေးရှိတယ်။အဲဒီလိုထိုင်းတောင်ရင် အလုံးလုံးသားနှစ်ယောက်ပဲရှိပါတယ်။တရကုန်းရာကဦးဝင်းတင်းနဲ့ချက်ပြူတဲရာကဦးပိန်သာတို့ဖြစ်ပြီးဦးဝင်းတင်းကညဘက်ရွာလေဦးမြကြိုင်အိမ်မှာထိုင်းဝိုင်းဖွဲ့တောင်ရင်သူ့အိမ်ကတိုက်မဲ့ချက်ဖာယူပြီးလက်သားထည့်အချောက်ကင်ပါတယ်။ ။ဦးဝင်းတင်းကသူ့အိမ်ကကြက်မျက်လုံးထိခိုက်ဒဏ်ရာရှိရင်ထန်းရီနဲ့ကြက်ကိုမျက်စင်းခတ်ပေးလိမ့်ရှိတယ်။ကြက်ပူတဲ့ရာကဥပိန်တာကတော့နွားချင်းငုတ်တိုင်းပေါ်ထန်းရီဦးချိတ်ကနွားစာလေးတထောင်းထဲလိုက်ထန်းရီလေးတစ်ခွက်တောင်းလိုက်နဲ့ထန်းရီတမျိုးကုံတာနဲ့နွားအဝကွက်တိပင်လို့ဆိုပါတယ်။ထန်းရီတောက်ပြီးလလုတ်တာဦးဝင်းတင်းနဲ့ဥပိန်တာပဲရှိပါတယ်။အိမ်လုံးလည်းမပြက်အိမ်ရှင်မလည်းဝမ်းတာထန်းရီလည်းတောက်အဲ့ဒါကပိုအဆင်ပြေတယ်လို့ဦးဝင်းတင်းကပြောပြမှုပါလေ ။ဦးဝင်းတင်ချက်ဂရုစိုက်ပုံကသူချက်ပသေးကအိတ်တန်းပေါ်ကိုတခါနဲ့မတက်ဘူး။ကလတ်ထိုင်းပေါ်အရင်တက်ပြီးမှစဘာပုတ်ပေါ်ကနေဝလုံးတန်းပေါ်တက်အိတ်လေးရှိတယ်။အဲဒါကြောင့်ဦးဝင်းတင်ဟာညနေတိုင်းသူကိုယ်တိုင်ချက်ဖသေးကိုအိတ်တန်းပေါ်ပွေ့တင်မနှက်ဆူနွားသာကြွေးကန်ပြီးအိတ်တန်းပေါ်ကအချလေးရှိတယ်။ဦးဝင်းတင်ကိုယ်တိုင်လည်းတင်းကုန်းနဲ့ကြက်လဲတိတ်သူလည်းတင်းကုန်းနဲ့ညအိတ်လေးရှိတယ်။ တိုင်မီချက်ဆိုရင်ညဘက်အစာကျွေးပြီးလို့အိတ်တန်းတင်ကန်နီးရင်ချက်မျက်နာကိုအုံးဒီပပလေးလူပေးပြီးချက်ဝမ်းမတန့်ဘူးထင်ရင်ငပီလေးလက်သစ်လောက်အနေငယ်ခွန်ပြီးရေဝတိုက်ပြီးညအိတ်တန်းတင်ပေးလိရှိတယ်။မနက်အိတ်တန်းချတာနဲ့အစာကြံမကြံကြည့်တယ်။စလုံးသေးကိုအစာမကြံရင်ရေဝတိုက်ပြီးကျိုးထောက်ထားလိရှိတယ်။